El Clasico Derby Real Madrid နဲ့ Barcelona မင်္ဂလာပါဗျကိုကိန်းစ်တဖုတ်ဘောရှိုအနီဂျူဒူဝါရီကျွန်တော်ကူခတ်မှာစူပါဆန်နီရဲ့ည9:45မှာရှင်ပြိုင်ကစားမဲ့အက်ကလစီကိုဒါဘီရီယယ်မက်ဒရစ်နဲ့ဘာစလိုနာတို့ရဲ့ပွဲချုပ်သုံးသပ်ချက်ကိုလှုပ်သွားကြမှာတယ်ပုံမှန်အားဖြင့်ကျွန်တော်ပရီးမီးယားလိပွဲတွေကိုပဲလှုပ်ပေးလိရှိပေမဲ့အက်ကလစီကိုဒါဘီကတော့လုံးဝမျက်နှလွဲလို့မရပါဘူးလက်ရှိအချိန်မှာလည်းရီယယ်မက်ဒရစ်ဖန်ဘာစလိုနာဖန်စတဲ့ဖန်တွေရဲ့လုံးဝကျွန်တော်တို့လိုကယ်မှာလည်းများပါတယ်အဲဒါကြောင့် ဒီပြိသက်စိတ်ဝင်စားမှုများပြားနိုင်တဲ့အက်ကလစီကိုဒါဘီပွဲကိုပွဲချိုသုံးသက်ချက်လှုပ်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ပွဲပြီးသုံးသက်ချက်လည်းလှုပ်ပေးပါမယ်ဆိုတော့ကျွန်တော်ဒီပွဲနဲ့ပတ်သက်တဲ့ key point တွေကိုအရင်ဆွဲထုတ်ကြည့်အောင်နှစ်သင်းလုံးကတော့လက်ရှိချိန်အရင်ကောင်းတဲ့ level မျိုးမှာရှိမနေဘူးနှစ်သင်းရဲ့ပုံစံ မတူပါဘူး Real Madrid သည်ဒီနှစ်မှပြန်လည်အသင်းကိုဖွဲ့စည်းတည်ဆောက်နေစေပုံတံမျိုးပါအချိန်ကြာလာတာနဲ့အမျှ long term plan နဲ့ Real Madrid အသင်းဟာပုံစံကောင်းရလာနိုင်တယ် Barcelona ကတော့လက်ရှိအချိန်မှာရေတိုဖြည့်ရှင်းနည်းတွေနဲ့ပဲတွားနေတယ်ဒါပေမဲ့လည်း Barcelona ရဲ့အားသာချက်တစ်ခုဟာ La Masia ရှိနေတာပဲဒီ La Masia ကိုဖင်ခုထိုင်ထားတဲ့ Barcelona ရဲ့ခေဆိုတာကုံသွားမှာမဟုတ်ဘူးဗျအဲ့တော့ကြောင့်ဒီနှစ်သင်းလုံးရဲ့လက်ရှိရင်ဆိုင်နေရတဲ့အခက်အခဲတွေကိုဖြည့်ရှင်းတာကွာခြားနေတယ် ယ်ဆိုပေမဲ့เนาะကွာခြားချက်တချို့ရှိနေပေမဲ့နှစ်သင်းလုံးရေရှည်မှာအသင်းတွေအဖြစ်တည်တက်ခိုင်မြဲနေမှာတော့တိတ်ငင်းခုန်နေစရာမလိုပါဘူးဒါပေမဲ့ဘာစလိုနာကဒီနှစ်ရာသီမှာပြီးခဲ့တဲ့ရာသီတုန်းကနဲ့မတူပဲအနှင်းငယ်တော့ကျသွားတယ်ဗျတချို့ပေါ်ထွက်ကစားသမားတွေဒဏ်ရာအနာတရရနေတာလဲပါမယ်ကစားရတာနည်းနည်းလေးညောင်းသွားတာလဲပါမယ်ဒီတို့ကြောင့်နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်6ပွဲမှာဘာစလိုနာဒီပေးကိုးတွေလွယ်လွယ်ကူကူပြန်ပြီးတော့ ပေးခဲ့ရတယ်။ Olympia Cos နဲ့ကစားတဲ့ပွဲစဉ်မှာလည်း2-1ဆိုတဲ့ result မျိုးကြီးဒီရောက်ခဲ့တာ။အဲ့တော့ကြ Barcelona ရဲ့ပေးကိုးတွေပြန်ပေးနေရတဲ့ခံစစ်တန်းတော့အရင်ယုံကြည်စိတ်ချလို့မရဘူး။ Team Playing ကကစားပုံကောင်းနေစေအသင်းရဲ့အဓိကကစားသမားတချို့ ခြေသွမ်းကောင်းနေစေဆိုပေမဲ့ပြီးခဲ့တဲ့ဘာစီလိုနာရဲ့စွမ်းဆောင်ရည်ပိုင်းကိုမမိသေးတာတော့သိကြတယ်အဲ့ရီယယ်မက်ဒရစ်ကြတော့ကာလိုတို့လက်ထက်တုန်းကဇီဒန်တို့လက်ထက်တုန်းကမာဒရစ်နဲ့နည်းနည်းလေးကွဲပြားသွားတဲ့အပိုင်းတွေရှိတယ်ဟိုနီးပြတွေကဟိုကစားသမားကောင်းတွေကိုအများကြီးကင်တွေထိတွေ့ခဲ့ရဘူးလေဗျာထားပါတော့ဇီဒန်ဆိုရင်လေသူ player life မှာကတကယ်ကြီးကျယ်ခမ်းနားတဲ့ကစားသမားတယောက်ဖြစ်ခဲ့ဘူးလေကာလိုအန်ချယ်လိုတီဆိုတာကလည်းတကယ်ကို Godfather ကြီးကစားသမားကောင်းအများစွာနဲ့တွေ့ခဲ့ဘူးလေအဲ့တော့ ဒီကစားသမားတွေဘာလို့နိုင်လဲဘာလို့တက်လဲကိုသူတို့ကနောက်ကပပလေး ပုတ်ယုံပဲကစားသမားတွေကြားထဲကနားလည်မှုအားနဲ့ Real Madrid ကတောက်လျှောက်အရှင်ဟွန်ကောင်းကောင်းရှေ့ဆက်ခဲ့တာတိုးတော့ Xabi Alonso လက်ထက်ရောက်လာတဲ့အခါကစားသမားတွေကြားထဲကနားလည်မှုအားတွေဘာတွေဘေးဘယ်တာသူ့ရဲ့ viewer ဘိုင်းအောက်မှာကစားသမားတွေအဓိကတွတ်သွင်းပြီးတော့ကစားနေတယ်အဲ့တော့ကြောင်းကွက်ရှိတယ်လို့ဆိုးကွက်ရှိတယ်အကောင်းကွက်ကတော့ရေရှည်မှတော်တော်ကောင်းသွားမယ်တကယ်လို့ long term plan နဲ့ Pires က Real Madrid ကိုထုစစ်ပုံဖော်နေရလို့ပဲထင်တယ်ဒါကျွန်တော်တို့သိတဲ့ Real Madrid တော့မဟုတ်ဘူးပေါ့နော်အဲ့တော့လက်ရှိဆိုးကွက်ကတော့ပြိတ်သက်ဂိုးအများကြီးမမြင်ရတဲ့အတွက်ကြောင့်အားရကျင်တဲ့ ချင်းရှိချင်မှာတော့ရှိလိမ့်မယ်။ Real Madrid မှာပိုရှန်နေတဲ့ကစားသမားတချို့ကိုလည်းရောင်းချသွားဖို့ရှိနေတယ်။ Xabi Alonso ကဘလောက်ထိသူ့ရဲ့ viewer ဘိုင်းပေါ်သူယုံလဲဆိုရင်ယာဒီအစမာတဲ့က Rodrigo နဲ့ပတ်သက်ပြီးသတင်းမျိုးစုံထွက်ခဲ့တာကိုကြည့်။ရောင်းမဲ့မရအောင်ဘာညာတော့ဗျာ။ဈေးကွက်ရကစားတာဖြစ်ရင်ဖြစ်မယ်။ဒါပေမဲ့ Xabi Alonso ဒီတကယ်သူ့ရဲ့ viewer ဘိုင်းအောက်မှာ live ပါစီးမျောနိုင်မဲ့သူတွေကိုသာလျှင်အလိုရှိတယ်။အဲဒါကြောင့် Vinicius Junior တော်မှနွေရာသီအပြောင်းအရွှေ့ကာလရောက်ရင်ရောင်းမဲ့ဘာညာဆိုတဲ့သတင်းတွေ ထွက်နေတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအားနေချက်အားသာချက် ရှိတဲ့အသင်းနှစ်သင်းထိတ်တိုက်တွေးဆုံမဲ့ပွဲစဉ်ဖြစ်တဲ့အတွက်ကြောင့်အရှင်တော့အက်ကလစီကိုဒါဘီလိုမျိုးဆရာကြီးတွေအများကြီးနဲ့မင်းပါလဲငါပါလဲအဲ့လိုမိကွန်းထုတ်နေတာတဲ့ဆိုင်တစ်ဖက်ကဟန်ဆစ်ဖလစ်ရဲ့ဗျူဟာပိုင်းနဲ့တစ်ဖက်ကဇာဘီအလွန်ဆိုရဲ့ဗျူဟာပိုင်းပေါ့နော်လူကြီးလူငယ်ဗျူဟာပိုင်းရှင်ပြိုင်ရှင်ဆိုင်မဲ့ပုံတံမျိုးကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်ပြောချင်တာကစားသမားတစ်ယောက်ချင်းစီရဲ့ပါဝါပိုင်းရှင်တာထက်ဗျူဟာပိုင်းတွေရဲ့ပါဝါပိုင်းချင်းကိုရှင်ပါလိမ့်မယ် โอเคအဲ့တော့ကျွန်တော်နောက်ထပ်တပိုင်းကဒီနှစ်သင်းကြားထဲမှာအာရှရဲ့အကျော်ပေးမှုဘယ်လိုမျိုးရှိပါသလဲအစောပိုင်းအကျော်ပေးမှုရ Real Madrid ကပြန်ပြီးတော့အကျော်ပေးထားတယ်တရေအပြည့်အရှုံးပွင့်လင်းပြောရရင်တော့ဒီအကျော်ပေးမှုကပြင်းတယ်ကျွန်တော်တော်တော်ပြင်းတယ်ဘာစလိုနာဒီကစားသမားကောင်းတချို့ဒဏ်ရာပြဿနာတွေကြောင့် ရှစ်ပွဲတွေမှာမပါဝင်နိုင်ခဲ့ဘူးဆိုပေမဲ့လည်းပြီးခဲ့သောဘောလုံးရာသီတွေမှာ Real Madrid ကိုထောက်လျှောက်အသာကြီးရတာလားလမိုင်းရမဲလ်တို့ဆို Real Madrid နဲ့တွင်ဂိုးသွင်းမယ်ဆိုတာကြီးပဲအဲ့ဒါလောက်ထိကိုအသာကြီးရောက်ထားတဲ့အသင်းတစ်သင်းကတရေတဝက်ရှုံးလောက်ဆိုရင်တော့ဒါကျွန်တော်တွေက သေကြတယ် Real Madrid မနိုင်ဘူးအိမ်ကွင်းဖြစ်လို့ဘိုဂီကမကောင်းတက်လို့တည်တော့လောက်ပဲပြေးတယ်ဆိုရဲယူဆချက်မျိုးနဲ့ Real Madrid ကိုဟိုဘယ်လိုပြောမလဲအရင်မယုံကြည်ရဲဘူးပေါ့နော်တိုးတော့အခုအကြောပေးမှုကတော့ပွဲနာနေရင်တော့ပြောင်းလဲသွားရင်တော့ကျွန်တော်လည်းမပြောတတ်ဘူးတည်ရဲ့အပြည့်ရှုံပေးထားတာဖြစ်တဲ့အတွက်ကြောင့် Real Madrid တခုခုလုံးပြနိုင်တယ်ဆိုတော့စိတ်ခံစားချက်မျိုးလေးတော့ရတယ်။တိုတယ်ကိုနဲ့တစ်ချက်ပြန်ချိန်ကြည့်မယ်။တိုတယ်ကိုကတော့၃လုံးအပြည့်ရှုံးဖြစ်ပါတယ်။အဲ့လို၃လုံးအပြည့်ရှုံးလို့၃လုံးတိုးဝက်ရှုံးလို့တိုတယ်ကိုတွေဆိုကျွန်တော်က over ကြိုက်တယ်။ Champion League မှာတော့လည်းတိုတယ်ကို over တွေတောက်လျှောက်ဖြစ်ခဲ့တယ်။ဒီတိုတယ်ကိုတွေကရက်တန့်သွားအောင်မယ်လို့မထင်ဘူး။ ဘာစနာကစားသမားတွေကလည်းဂိုးသွင်းမှုအတွက်တာဆူနေတဲ့ကစားသမားမျိုးတွေ။ Olympia Coast နဲ့ပွဲစဉ်ကျွန်တော်အစဆုံးကြည့်ဖြစ်ပါတယ်။ Barcelona က Barcelona ပဲဗျ။တကယ်ကိုကောင်းတာ။ Generation တွေဒါမတူညီမတူညီမဲ့ Barcelona ရဲ့ပုံတံလေးကတော့ပေါ်နေစေဖြစ်ပါတယ်။အဲ့လိုအသင်းမျိုးတည်ရအပြည့်ရှုံးပြန်ပြီးတော့ Real Madrid ကအကျော်ပေးထားတာဒီအတော်လေးကိုစဉ်းစားခြင်းစရာကောင်းတယ်။အဲ့တော့ကြောင့်ဒီအကျော်ပေးမှုတွေကိုရွေးချယ်ရမယ်ဆိုရင်ကျွန်တော်အယူသားဆုံးပြောတာ ဟန်နီကတ်မှာမြွေးချယ်ရဲ့ရီယယ်မက်ဒရစ်ကွာလို့လုံလိုက်လို့တည်ရကြသွားရင်အပြည့်ကြီးလေဗျာတဝက်လောက်ဆိုရင်တော့ကျွန်တော်ကရီယယ်မက်ဒရစ်ကနော်ဟာလာမက်ဒရစ်လုံလို့ရတယ်ဒါပေမဲ့အပြည့်ကြီးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရှော့ချင်တယ်ဟန်နီကတ်ကိုတော့ကျွန်တော် skip ချင်ပါတယ် total ကို over ရွေးချယ်ပေးချင်ပါတယ်ခင်ဗျာကဲနောက်တစ်ပိုင်းဒီနေ့တင်ကြရတဲ့ကိန်းကနေအချက်လက်တွေကိုဆက်လက်ဆွေးနွေးကြည့်အောင်နောက်ဆုံး6ချိန်ထိတိုက်တွေ့ဆုံမှုမှာဘာစလိုနာက3ချိန်နိုင်ပြီးတော့ရီယယ်မက်ဒရစ်က2ချိန်နိုင်တယ်တစ်ချိန်တည်ကြခဲ့တယ်ဒီထဲမှာအခြေအနေပိုဆိုးတာနောက်ဆုံးเนาะကျွန်တော်တို့4ချိန်ထိတိုက်တွေ့ဆုံမှုမှာ ရီယယ်မက်ဒရစ်ဒီဘာစလိုနာကိုတစ်ကြိမ်တစ်ခါမှအနိုင်မရရှိခဲ့တော့ပါဘူးအများတန်းဘာစလိုနာကပဲအသာစီးရရှိခဲ့တာဖြစ်ပါတယ်ဒီချိန်မှာရီယယ်မက်ဒရစ်အနေနဲ့ဘာစလိုနာကိုအနိုင်ပြန်ရမယ်ဆိုရင်ဇာဘီအလွန်ဆိုလက်ထက်မှာပြန်ပြီးတော့စံချိန်တစ်ခုကိုပြန်ချိုးနိုင်လိမ့်မယ်ပေါ့ဗျာအဲ့တော့ပြီးခဲ့တဲ့ဘောလုံးရာသီသူတို့ပြိုင်ပွဲဆုံးတောက်လျှောက်တွေ့ခဲ့တယ်လာလီဂါဒုတိယအကြော့မှာ4-3နဲ့နိုင်ခဲ့တယ်လို့ပထမအကြော့တော့လည်း4-0နဲ့နိုင်ခဲ့တယ်တခြား domestic ကတ်တွေမှာလည်းဘာစလိုနာကပဲအသာစီးရတာဖြစ်ပါတယ်ပွင့်လင်းမြောက်တော့ပြီးခဲ့တဲ့ဘောလုံးရာသီ တောက်လျှောက်တွေ့တောက်လျှောက်ဘာဆိုနာကြီးပဲတီးတာဖြုတ်တာပါခင်ဗျအဲ့အတွက်ကြောင့်ဟတ်တူဟတ်မှာကတော့ဘာဆိုနာကိုအခုနောက်ဆုံးတွေ့ဆုံမှုတွေမှာရီယယ်မက်ဒရစ်အနေနဲ့လုံးဝသွားရှင်လို့မရတော့ပါဘူးကဲကျွန်တော်နောက်ထပ်ဒီပိုင်းကတော့ဒီနေ့တင်းရဲ့နောက်ဆုံး current form တွေပေါ့ရီယယ်မက်ဒရစ်တင်းကနောက်ဆုံး6ပွဲမှာ9ပွဲနိုင်ပြီးတော့တပွဲရှုံးထားတယ်ဘာဆိုနာကတော့နောက်ဆုံး6ပွဲမှာ၄ပွဲနိုင်ပြီး၂ပွဲရှုံးထားတယ်တင်းနဲ့တင်းကအရန်တော့မကွာဘူး သို့တော့ထူးခြားတာတစ်ခုကတော့ Real Madrid ဒီဂိုးပြတ်နိုင်ပွဲတွေနောက်ဆုံးနှစ်ပွဲမှာမရတော့ဘူးပေါ့ Juventus ကို1-0 Getafe ကို1-0နဲ့ပဲဒါကတ်နိုင်ထားတယ်ရှစ်ပွဲတွေကတော့ဂိုးလေးတွေပြတ်ခဲ့ပါတယ် Carry MRT ကို5-0လို့เนาะနောက်ပြီးတော့ Villarreal ကို3-1လို့စသဖြင့်ပေါ့လေဒါပေမဲ့ Atletico Madrid ကို5-2နဲ့ရှုံးတဲ့ပွဲတွေလည်းကျွန်တော်တို့ပြန်ပြီးတော့တတိထားဖို့လိုတယ်နိုင်ရင်ဂိုးမပြတ်ပေမဲ့ရှုံးရင်တော့ဂိုးပြတ်လေးပြတ်ထားရှိတယ်နိုင်ရင်လည်းဂိုးပြတ်တဲ့ပွဲမျိုးတွေတော့ရှိတယ်ဒါပေမဲ့နောက်ဆုံး current မှာကတော့ဂိုးမပြတ်ပါဘူးတစ်ဖက်က Barcelona ကိုကြည့်မယ်ဆိုရင်တော့ဂိုးတွေပြန် င်ပေးထားရတာဒီတည့်ရဲ့လက်ရှိစိုးရင်စရာအခြေအနေ Olympia Cos ကို7-1 Girona ကို2-1 Sevilla ကို4-1နဲ့ရှုံးတယ် PSG ကို2-1နဲ့ရှုံးတယ် Real Sociedad ကို2-1နဲ့နိုင်တယ် Real Oviedo ကို3-1နဲ့နိုင်တယ်ဂိုးတွေတောက်လျှောက်ပေးထားတယ်အဲ့တို့ကြောင့်ကျွန်တော်တွေကဒီအချက်လက်တွေအရာ Total ကိုအပေါ်ပဲသဘောကျတယ်ねဒါပေမဲ့နောက်ဆုံးသတိထားမယ့်အချက်တစ်ခုက Real Madrid ရဲ့အိမ်ကွင်းစွမ်းဆောင်ရည်စောက်ရမ်းမိုက်ပါတယ်နောက်ဆုံး6ပွဲမှာ6ပွဲလုံးနိုင်ထားပါတယ်1-3-1 2-2-1 2-1 2-1 ဝမ်းစီးဆိုတော့ဖိဖိစီစီနဲ့နိုင်ပွဲတစ်ပွဲကိုဥတီပီးစားတဲ့ပုံတံမျိုးလေးတွေတွေ့ရတယ်ဗျ။တစ်ဖက်ဘာစလိုနာကကြတော့အဝေးကွင်းဆွဲဆောင်ရင်အဲ့လောက်မကောင်းဘူး။နည်းနည်းဗျံပဒာနိုင်တယ်။ဆဗီယာကို4-1 နော် OVA တို့ကိုလည်း3-1နဲ့နိုင်တယ်ကာဆယ်ကိုလည်း2-1နဲ့နိုင်တယ်ဆိုပေမဲ့ဂိုးတွေပြန်ပြီးတော့တောက်လျှောက်ပေးထားပါတယ်အဲ့တော့အနစ်ချုပ်ပြီးရွေးချယ်ပေးချင်တာကလည်းကျွန်တော်တွေကဒီလိုပွဲမျိုးတွေမှာတသင်းသင်းကိုသွားပြီးရွေးလို့မရအောင်ဆုံးရှုံးမှုကြီးမားနိုင်တယ်တိုတယ်ကို over ကိုရွေးတာကတော့အပေါ်စီးကနေကြည့်ရှုရမယ်အခြေအနေဖြစ်ပါကြောင်းသုံးသက်ဆွေးနွေးနေတယ်ပဲဗီဒီယိုလေးကိုဒီမှာနားချင်ပါတယ်ဆုံးထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ